မင်္ဂလာပါဒီနေ့ကတော့ကျွန်တော်လော့စ်အန်ဂျလစ်မှာ ဖြစ်တဲ့ဆန္ဒပြပွဲရဲ့အကြောင်းရင်းကဘာကြောင့်လဲဆိုပြီးတော့ခဏခဏမေးနေတဲ့လူတွေအတွက်အာပြောပြချင်ပါတယ် LA ဆိုတာကပြောရမယ်ဆိုလို့ရှိရင်အမေရိကန်နိုင်ငံမှာ LA ကလူဦးရေအထူးထပ်ဆုံးပေါ့နော်အာမြန်မာပြည်နဲ့နိုင်ရမယ်ဆိုလို့ရှိရင်ရန်ကုန်လိုမြို့မျိုးပေါ့လူအများဆုံးအဲ့ဒီလူမှာမှဒီရွှေ့ပြောင်း ဒီအများဆုံးဖြစ်တယ်ရွှေ့ပြောင်းနေတဲ့မှာမှအမေရိကဆိုတာအခုဖမ်းနေတဲ့ပထမကအမေရိကန်နိုင်ငံဆိုတာတိုင်းသိပြည်သိပဲလူတွေဟာဒီကိုဝင်လာတယ်ဝင်လာပြီးလို့ရှိရင်ဟိုဒီနိုင်ငံကိုမြည်ဒီ form နဲ့ပဲရောက်လာရောက်လာအော် asylum ရှောက်ခွင့်ရှိရပေါ့နော် asylum seek လောက်ခွင့်ရှိရလို့ပြောထားရပေါ့မှာလူတွေဟာဒီနိုင်ငံကိုဘယ်လိုမှမဆိုပုံစံနဲ့ရောက်လာပြီးတော့မှ asylum ခံလေးရှိရဲ့ ဥပမာကွာဟိုခိုးဝင်လာတာမဟုတ်ပဲねဥပမာចောင်းသားနဲ့ဝင်လာမယ်ဗီဇာအမျိုးမျိုးနဲ့ဝင်လာမယ်အလဲပတ်ဗီဇာတွေနဲ့ဝင်လာမယ်ပြီးရင် asylum ရှောက်မယ် asylum ရှောက်တဲ့အချိန်မှာအာတရားရုံးတွေကလက်ခံလိုက်တဲ့ case တွေရှိရယ်လက်မခံတဲ့ case တွေရှိရယ်เนาะသူကဒီ case build up လုပ်ရတာရှိတာ哦လက်မခံတဲ့ case တွေရှိရယ်ဒါပေမဲ့လက်မခံရင်လည်းလူတွေဟာဆက်ပြီးတော့ပဲအထောက်ထားမဲ့နဲ့ဆက်ပြီးတော့နေနေကြတယ်ဟို ဟို green card တို့ကတော့မရဘူးပေါ့နော်မရပါမယ်သူကဒီတိုင်းပဲဆက်နေပြီးတော့အလုပ်တွေလုပ်ကြတယ်အာအလုပ်တွေလုပ်တယ်သူတို့ဘွားကိုသူတို့ဆက်ပြီးတော့ကြောင်းနေအဲ့မှာမှအာအဲ့ဒီမှာမှ ပေါ့နော်နောက်ပြီးတော့ဟိုခုနဟိုဒီအိမ်ောင်တွေဘာတွေပြုတ်ပြီးခလေးတွေဘာတွေမွေးတယ်တချို့တွေဆိုဒီမှာနေတာပဲနှစ်ပေါင်း20လောက်ရှိပြီအထောက်အထားမရှိဘူးအဲ့လိုလူမျိုးတွေရှိရယ်ကွာဒါတွေဟာလူတိုင်းကဒီလိုလူတွေရှိတယ်ဆိုတာတည်တည်နေအဲ့လိုမျိုးပဲနေခဲ့တယ်အဲ့တော့ဒီ Trump သမ္မတဘာပြောလဲဆိုတော့သူ့ရဲ့ဒီလူဝင်မှုမှာလူတွေကိုဖမ်းပြီးပို့မယ်ဆိုတဲ့နေရာမှာတကယ်တမ်းလူတွေကိုဖမ်းပြီးသာပို့မယ်ဆိုရင်အမေရိကန်နိုင်ငံမှာအထောက်အထားမဲ့ပြီးနေနေတဲ့လူပေါင်းတန်းပေါင်းမြောက်များစွာရှိရယ် ဒါပေမဲ့သူကဘာပြောလဲဆိုတော့ဒီတရားဥပဒေနဲ့ညှိထားတဲ့လူတွေပေါ့နော် ဥပဒေဟိုဖောက်ပြီးတော့ကျူးလွန်ထားတဲ့လူတွေကိုအကုန်လုံးကိုဒီနိုင်ငံမှာနေခွင့်မပြုဘူးဖမ်းမယ်လို့ပြောပြီးပထမဆုံးကတော့ record ရှိတဲ့လူတွေကိုဖမ်းတယ်လို့လို့နဲ့ record ဆိုတဲ့နေရာမှာလဲပေါ့နော်ဒီ car speed ticket ရထားတဲ့လူတွေကအစားလိုက်ဖမ်းတယ်ပေါ့နော်ဆိုတော့အဲ့အတွက်ကြောင့်မလို့အားလုံးမမ်းမိပါဦးမယ်ကျွန်တော်ပြောတယ်ဒီ ဟိုသူမတက်ခင်တော့ကျွန်တော်ပြောတယ်ကားမောင်းနာရီပါရီအစားသတိထားကြပါမလိုအပ်ပဲနဲ့ကိုယ့်နာမည်လူများတွေရဲ့အာယုံထဲကိုမရောက်ပါစေနဲ့လိုကီလင်းနေကြဖို့เนาะတချင်းနေအကျယ်ကြီးဖွင့်လို့သိရမလားဟိုအိန်းနီနာချင်းကရဲကိုခေါ်ခိုင်းတာရောပါတီလောက်တာညီနဲ့လို့အိန်းနီချင်းကရဲခေါ်တာရောအဲ့လိုမျိုး case တွေမဖြစ်အောင်တတ်နိုင်သလောက်စူးစမ်းပြီးတော့လိုကီလင်းနေပါလို့ကျွန်တော်ပြောခဲ့တယ် အာဘာလဲဆိုတော့အဲ့လိုမျိုးအဲ့လိုမျိုးပုံစံနဲ့တခုခုညှိသွားပြီဆိုတာ ਨੇ ကိုယ့်ရဲ့နာမည်ကဒီဒီ report list ထဲမှာရောက်သွားပြီပေါ့နော်ရောက်သွားပြီဆိုရင်အဲ့ဒီလူတွေကိုတောက်လျှောက်လိုက်ဖမ်းတော့တာအခုကအဲ့လိုဖမ်းရနေပြီအခုကကြတော့အပြစ်မရှိတဲ့လူတွေကိုလည်းဖမ်းနေဘလောက်ထိ ICE ကအခြေအနေဆိုးလာလဲဆိုတော့အခုကျွန်တော်တို့နိုင်ငံမှာအခုဒီနိုင်ငံမှာကျွန်တော်တို့ graduation ကာလပေါ့နော်ကလေးတွေအထက်တန်းပြီးတဲ့ကာလဆိုတော့ graduation ပွဲတွေရှိရဲ့ ဟိုဘွဲ့နင်းသဘင်လေးပေါ့နော်ဘွဲ့နင်းသဘင်လေးရှိရယ်အဲ့ဘွဲ့နင်းသဘင်လေးမှာကလေးရဘွဲ့ဝတ်စုံလေးနဲ့စုယူကြရယ်အဲ့မှာမိဘတွေကလာထိုင်တယ် ICE တွေကအဲ့ဒီဘွဲ့နင်းသဘင်အရှိတွေမှာရပ်ပြီးမှမိဘတွေကိုဖမ်းလာတယ် မိဘတွေကလေထွက်ပြေးရတယ်ခလေးတွေကငိုယိုပြီးတော့သိရမလားအလိုက်အရင်ကြီးကို traumatize ဖြစ်တယ်ကွာအရင်ကို trauma ပေးတဲ့ကိစ္စတွေပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီပြည်သူတွေကငွေငွေကမကျင်တတ်တော့ကျွန်တော်တို့အစတုန်းကတည်းကဒီမိုကရက်ဖက်ကဒီဒီမိုကရက်ဘက်တော်သားတွေဟာဒီ immigrant တွေကိုကျွန်တော်တို့ကထောက်ခံတဲ့အဖွဲ့ immigrant တွေကိုကိုကျင်းစာတဲ့အဖွဲ့อ่ะ ဟိုခုနက Republican တွေကတော့ immigrant ရှိတာမကြိုက်ဘူးငါတို့ရဲ့အလုပ်ကိုလူယူသွားတယ်ဘာညာဂွမ်းကွိဆိုတဲ့ဖက်ကသို့တော်လည်းအခုဆိုရင် Republican တွေတော့မကြိုက်တော့ဘူးဘာလို့လဲဆိုသူတို့လုံနေပုံကတော်တော်ဆိုးလို့လေတော်တော်ကြီးကိုသဘောကွာတိလာအခုဘာရာဇဝဲမှုမှမရှိတဲ့လူကိုလည်းပဲအတင်းလိုက်ဖမ်းနေကြတာအဲ့တော့ဘယ်သူမှမလုံခြုံတော့ဘူးလို့ဖြစ်သွားတာပေါ့နော်အခုဘယ်လောက်ထိဆိုးလဲဆိုဟိုအခုဆိုရင်ဟိုတနေ့ကလည်း ဟိုကျွန်တော်တို့ဟိုဆန်ဒီယေဂိုတို့ဘာမှအလုံးလုံးတဲ့နေရာတွေမှာဝင်ဖန်းတာဝင်ဖန်းတော့အဲ့လိုမျိုးပေါ့ဥမာကျွန်တော်ကိုကြီးလိုက်မယ်ဆိုရင်လည်းအဖြူမဟုတ်ဘူးအဲ့လိုမျိုးသိရမယ်ပေါ့နော်လက်တီနိုပုံစံမျိုးအဲ့လိုမျိုးသိရမယ်ဆိုရင်ဥပမာအဲ့လိုနေရာမျိုးပါကျွန်တော်သာရှိခဲ့ရင်ကျွန်တော်ကိုလည်းသူကလက်ထိတ်ခတ်ပြီးသားပဲပြီးတော့မှလက်ထိတ်တွေခတ်ပြီးတော့မှပြီးတော့မှဆော်ရက်စာတန်းနဲ့ပြနိုင်ငံသားပါဆိုရင်ကိုယ့်ရဲ့ ID တွေထုတ်ပြပြီးတော့မှ order ဆိုရင်နေရာနိုင်ငံသားရပြီအဲ့လိုလောက်တာကွာသိလားအဲ့လိုဆိုတော့ တော်တော်အခြေအနေကရုပ်ပြက်စင်ပြက်တွေကိုဖြစ်နေတာဆိုတော့သူတို့ Republican နေအောင်တော်တော်စိတ်ဆိုးနေပြီသိရမလားဟိုဒေါသထွက်နေပြီအစားတော့ကတော့ငါကတော့နိုင်ငံသားပဲငါကတော့တရားဝင်လာတဲ့လူပဲငါကတော့လုံခြုံတယ်သူတို့ကိုဖမ်းဆိုပြီးမှလောက်ခဲ့တဲ့လူတွေတောင်မှအခုသူတို့ကိုပါထိလာပြီသူတို့ကမလုံခြုံတော့တာကြီးဖြစ်လာတော့အဲ့ဒါ ိုပေါ့နော်အခြေအနေကတင်းမာနေတာတော်တော်ကြပြီလားတွေတော်တော်ကြနေပြီဘာလို့လဲဆိုဒီလိုရုပ်ဆိုးပန်းဆိုးပွဲတွေကအတကုံဖြစ်နေတာခလေးတွေကိုဦးငယ်လေးတွေကိုလည်းလေတိလို့ဆွဲထုတ်ပြီးတော့မှသိရမလားအမေကလည်းရုံရင်းဆန်ခန့်နဲ့အော်ခလေးဦးငယ်မွေးထားတဲ့လူတွေလည်းဦးငယ်လေးတွေကိုပါဆွဲဖက်ပြီးအမေကိုဖမ်းသွားတာတော်တော်အဲ့လိုမျိုးအဲ့လိုမျိုးတွေတော်တော်ကြီးကိုရုပ်ဆိုးပန်းဆိုးတွေဖြစ်နေရောလူတွေကလေဒေါသရထွက်နေပြီအထဲထဲမှာအဲ့တော့ဒီ ့ LA မှာဖြစ်တဲ့ကိစ္စကကြတော့ကျွန်တော်တို့ဒီနိုင်ငံမှာ home depot ဆိုတာရှိတယ်။တနိုင်ငံလုံးမှာ home depot ဆိုတာကွာမြန်မာပြည်မှာလို့ပြောရရင်ကွာဟိုမြန်မာပြည်မှာကျွန်တော်တို့ရန်ကုန်မှာဗာလဲမသိဘူးတခုရှိရယ်လေဒီဟိုအတမဆိုင်ပေါ့နော်အကုန်ပစ္စည်းပစ္စည်းရဲ့အများကြီးရောင်းတဲ့ဆိုင်အကြီးကြီးအကြီးစားကြီးတွေအဲ့ဒီမှာကျွန်တော်တို့လူသမားပစ္စည်းတန်ချောင်းလေးကနေစပြီးမှအိမ်ဆောက်ပစ္စည်းတွေရှိသမျှအားလုံးတော့ဝယ်လို့ရတယ်ဆိုတော့အဲ့ဒီအရှိမှာဒီမက္ကဆီကန်တွေက အဲ့ဒီရှင်းမှာတန်းစီပြီးမိုးလင်းစောကြီးပဲ9နိုင်ခွဲလောက်ဆိုသူတို့တွေလာပြီးရက်နေလေးရှိရယ်ရက်နေကျွန်တော်ကအုပ်မှာအိမ်စေးတုတ်ချင်နေဆိုရင်ပေါ့နော်တချို့တွေကဒီ contractor တွေမတုံးတဲ့လူတွေဈေးပေါ်ပေါ်ချောင်းကောင်းလေးရှာချင်တဲ့လူတွေက home depot သွားတယ်အဲ့မှာတန်းစီရက်နေတဲ့လူတွေဟာနေရွေးပြီးတော့ငါအိမ်တုတ်ချင်တယ်ဘလောက်လဲမေးပြီးတလက်စားတဲ့ခေါ်ပြီးနေစားတွေခိုင်းတာပေါ့နော်နေစားလုပ်သမားတွေအဲ့လိုလေးရက်နေတတ်ကြတယ်အဲ့တော့ LA မှာ home depot မှာသွားဖမ်းချတာလူတွေအများကြီးပဲဖမ်းခံထိတာအဲ့တော့ ဖမ်းပြီးတော့ထောင်ထဲခေါ်သွားတယ်။အဲတော့ပြည်သူတွေကဒေါသတွေထွက်ပြီးမအဲထောင်ရှိမှသွားပြီးတော့လွတ်ခိုင်းတာဒီလူတွေကိုလွတ်ပေးလွတ်ပေးဆိုပြောရနေပြီးတော့မတက်ရက်ပြီးဆန္ဒပြရင်ကနေဆန္ဒပြပြီးမှမြို့ထဲကိုပတ်မယ်ဆိုပြီးသူတို့ကဒီဘက်ကထွက်လာတယ်။နောက်တလန်းထွက်လာတဲ့လူတွေထွက်လာပြီးတော့ပေါင်းပြီးတော့အကြီးဖြစ်သွားပွဲရပွဲရကြီးသွားတဲ့အချိန်မှာ ဟို trauma တိရဲ့အတိုင်းပဲဒီ national guard တွေကိုအများကြီးပဲပို့လွတ်လိုက်တယ်ပို့ပြီးမှအကြမ်းဖက်တွေဖြိုခွင်းတယ်အဲ့တော့ကျွန်တော်တို့နိုင်ငံမှာကပြည်နယ်ပြည်နယ်ပြည်နယ် federal federal အုပ်ချုပ်ရေးဆိုတာပြည်နယ်ကပြည်နယ်အစိုးရကိုယ်တိုင်ပြည်ကိုကိုယ့်ဟာကိုယ်အုပ်ချုပ်တာပြီးတော့ကျွန်တော်တို့မှာအခွန်နေရှိရယ်အခွန်နေကောက်တယ်ကောက်ပြီးတော့နိုင်ငံတော်အဆင့်ကိုအားလုံးပို့ကြတယ်ပို့ပြီးမှနိုင်ငံတော်ကဝေပုံကြပေါ့နော်ဒီပြည်နယ်အတွက်ကျန်းမာရေးဘလောက်ဘလောက်ဆိုပြန်ခွဲပေးတာအဲ့မှာကျွန်တော်တို့ LA ကတထေး state ပေါ့နော် ဘာလဲဆိုတော့ဘီလီယံနာတွေက LA မှာနေတာ tech company တွေက LA မှာရှိကြတာဆိုတော့အဲ့ဒီကျွန်တော်တို့အခွင့်အရေးအများကြီးရတယ်။ Oh sorry not LA CA ပေါ့နော်။အာ California အခွင့်အရေးလည်းအများကြီးရတယ်။အဲ့တော့ဒါအုပ်ချုပ်မှုပုံစံကိုပြောတာ။အုပ်ချုပ်မှုပုံစံမှာပြည်နယ်အစိုးရကသူ့ဟာသူအုပ်ချုပ်ရတာ။ဒါပေမဲ့ Trump ကပြည်နယ်အစိုးရကိုဘာမှမပြောဘဲနဲ့အဲ့လိုစစ်တပ်တွေပါတွေခေါ်သွင်းလာတယ်။အခုဆို Marine တွေပါတွေပါပါလာ။ Marine စစ်သားတွေပါပါလာတာ။အဲ့တော့ဒီဟိုပါပေါ့နော်။ ဂါဗင်နာဒေါ်လာထွက်တာပေါ့ကျွန်တော်ရဲ့စီရင်မျိုးတော်ဝင်อ่ะเนาะတခါပြန်ပြီးတော့ဟိုတမဒါကလည်းမျိုးတော်ဝင်စောက်သုံးမကြဘူးမျိုးတော်ဝင်ကတေချာမထိန်နိုင်ဘူးအဲ့လိုမျိုးတွေဖြစ် မျိုးတော်ဝင်ကလည်းဒေါ်လာထွက်ပြီးတော့တရားတွေပိုင်းအောင်စွဲမယ်လို့ပြောသေးတယ်တမဒါကလည်းမျိုးတော်ဝင်ကိုထောင်ချတဲ့နယ်ပေါ့နော်အဲ့လိုမျိုးအတုံးမကြဘူးအာဂျားထဲမှာနောက်ပြီးတော့ဂျားထဲမှာလေး တမင်များလှုပ်ကြံဖန်တီးသလားလို့ထင်ရလောက်အောင်ကိုအကျန်းဖက်မှုတွေပါလာအခုကအကျန်းနေဖက်ကားတွေမီးရှို့ပစ္စည်းတွေလူအဲ့လိုမျိုးတွေဖြစ်လာတာမျက်နှာတွေအုပ်ပြီးတော့ပထမပွဲစတော့ကအဲ့လိုမဟုတ်ဘူးပွဲကကိုယ့်ဟာကိုငြင်းငြင်းချမ်းချမ်းစကားပြောပြီးတော့ဗောနော်တို့ရေတို့ရေអော်ပြီးသွားနေတဲ့ဟာကိုဟိုဘက်ကတွေပြက်တနက်တွေပါတွေရောတနက်ဆိုရာဘာကြီးစံတနက်တွေရောပြက် gas မီးဖို့ gas ဘာခေါ်လဲမျက်ရည်ရိုးပုံးတွေပြက်အဲ့လိုမျိုးတွေလှုပ်လာတာဆိုတော့ ပွဲကအဲ့လိုရှုပ်ရှုပ်ထွေးထွေးနဲ့ကြမ်းလာတဲ့အချိန်မှာပုံစံပေါင်းစုံတွေပါလာတယ်။တိလာအဲ့လိုမွတ်စလင်ခေါင်းပေါင်းနေတဲ့လူတွေရောပါလက်စတိုင်းပါလက်စတိုင်းဆိုပြီးတော့ဟိုမွတ်စလင်အာရဗီစာတွေ or တဲ့ဟာတွေရောပါလို့ပါ။တိလာမှာရှုပ်ရှက်ခတ်ကုန်တာပွဲတွေ ਆ လေ။နောက်ပြီးတော့ဒီမက္ကဆီကိုမက္ကဆီကန်တွေကလည်းမက္ကဆီမက္ကဆီကိုအလံနေနဲ့ဆိုတော့ရုပ်ဟိုဟာပြောင်းသွားတာပေါ့နော်။ဒီဆန္ဒပြပွဲပုံစံကြီးကပြောင်းသွားပြီးတော့မှအင်မတန်ကိုစိုးရွားပြီးတော့ ဆူဆူရွရွာဟိုဘက်ကလည်းပိုးဆိုးပက်ဆက်တွေနေနေဒီဘက်ကလူတွေကလည်းအဲ့လိုမျိုးတွေလမ်းကြောင်းတွေပြောင်း IC ကနေဘယ်လိုတွေဖြစ်ကုန်လဲတော့မသိဘူးအခြေအနေကတော့အခုချိန်ထိတင်းမာနေတော့မှာပဲဒါကအဲ့လိုသဘောပေါ့နော်အမလီဒါတမဒါကြီးကကျွန်တော်တို့ CA ကိုပတ်စံမပေးတော့ဘူးပြောနေကျွန်တော်တို့ CA ကဝင်ဝင်ပို့တဲ့ကျွန်တော်တို့ယူတဲ့နိုင်ငံတော်ဆီကနေယူတာတဲ့ကျွန်တော်တို့ကပို့ပေးတဲ့လူကျွန်တော်တို့စီမှာကအပို့ လုံငွေမဟုတ်ဘူးကျွန်တော်တို့ပုံငွေပြနေတဲ့ပြည်နယ်ကျွန်တော်တို့အခွန်တွေဟာနိုင်ငံတော်အတွက်အများကြီးပို့ပေးပြီးမှလိုတဲ့ပြည်နယ်တွေကိုကျွန်တော်တို့ဘက်ကပေးတဲ့ငွေတွေနဲ့သူတို့ကခွဲပေးရတာအဲ့တော့ CA ရရပါလို့တာတာ